မင်္ဂလာပါရှင်ဇွန်လ22ရက်သတင်းခန့်တွင်နေရွှေရန်ကုန်ရဲ့တိမောက်ဖွေရသတင်းကပောက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ဥစွာတင်ဆက်မဲ့သတင်းကတော့တိုက်ခိုက်မှုတွေဆက်လုံးနေရင်ညူကလီယာဆွေးနွေးပွဲတွေပြန်မစဘူးလို့အီရန်သတိပေးတဲ့သတင်းဖြစ်ပါတယ်။တိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေရင်အီရန်ညူကလီယာအစီအစဉ်နဲ့ပတ်သက်ပြီးဆွေးနွေးပွဲတွေပြန်စမှာမဟုတ်ဘူးလို့အီရန်ကပြောကြောင်းသိရပါတယ်။အီရန်နဲ့ရှေ့လျားတဲ့ပဏိပခါဖြစ်နေတယ်လို့အစ္စရေးကသတိပေးပြီးနောက်နိုင်ပိုင်းအကြမ်းမှာအခုလိုထုတ်ဖော်ပြောဆိုလာတာပါ။အမေရိ ီကန်နဲ့နျူကလ িয়ার ဆွေးနွေးပွဲတွေပြန်လည်စတင်ဖို့တိုက်တွန်းနေတဲ့ဥရောပသံတမန်တွေနဲ့အီရန်နိုင်ငံသားဝင်ကြီးအာရာချီဟာဇနီဗာမှာတွေ့ဆုံဆွေးနွေးခဲ့ကြပြီးအစ္စရေးရဲ့တိုက်ခိုက်မှုတွေရပ်တန့်မှသာတန်ခင်းတမန်ခင်းကိုစဉ်းစားမယ်လို့အီရန်နိုင်ငံသားဝင်ကြီးကဆိုပါတယ်။အီရန်နျူကလ িয়ার အစီအစဉ်ဟာငြိမ်းချမ်းစွာအသုံးပြုနိုင်ရန်ရှိရပြီးအစ္စရေးရဲ့တိုက်ခိုက်မှုဟာနိုင်ငံတကာဥပဒေတွေကိုချိုးဖောက်တာဖြစ်ပြီးကိုကိုကိုခုခံကာကွယ်ပိုင်ခွင့်ကိုဆက်လက်ကျင့်သုံးသွားမယ်လို့အာရာချီကပြောပါတယ်။အစ္စရေးကတော့က ာလရှိကြပဏိပခအတွက်အသိပင်ထားခက်ခဲတဲ့နေရာတွေ ရှိမယ်လို့သတိပေးထားပါတယ်။အီရန်ကအစ္စရေးအလဲပိုင်းကိုဒုံးကျည်တွေနဲ့တိုက်ခိုက်ပြီးတေအဗင်မြို့အနီးမှာပောက်ကွဲမှုတွေဖြစ်ပွားခဲ့ကအစအုံတစ်ခု မီးလောင်ခဲ့ပါတယ်။အစ္စရေးကလည်းအီရန်ရဲ့ဒုံးကျည်တို့လောက်တဲ့နေရာနဲ့လွတ်တင်ရေးစခန်းတွေကိုပြီးခဲ့တဲ့ညကပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်ရှင်။ ဆလာဒင်ဆမ်မဲသတင်းကတော့လက်နက်တွေထုတ်လုပ်ရေးရုရှားနဲ့မိဖက်နိုင်ငံတွေပူးပေါင်းလှူရဲလို့ပူတင်ပြောကြားတဲ့သတင်းဖြစ်ပါတယ်။ယူကရိန်းစစ်ပွဲဆက်လက်ဖြစ်ပွားနေချိန်မှာစစ်ဘက်ဆိုင်ရာမိဖက်နိုင်ငံတွေနဲ့လက်နက်ထုတ်ဖို့နှိပညာပူးပေါင်းဆောင်ရွက်မှုတွေတိုးမြင့်လို့ဆောင်လို့ရဲလို့ရုရှားသမ္မတပူတင်ကထုတ်ဖော်ပြောဆိုလိုက်ကြောင်းသတင်းများကဖော်ပြပါတယ်။ရုရှားနိုင်ငံစိန့်ပီတာစဘတ်မြို့မှာကျင်းပတဲ့နိုင်ငံတကာစီးပွားရေးဖိုရမ်မှာသမ္မတပူတင်ကပြောကြားခဲ့တာဖြစ်ပြီးရုရှားရဲ့ကာကွယ်ရေးလုပ်ငန်းဟာအရှင်အဟုန်နဲ့အောင်မြင်နေပြီလို့သူကဆိုပါတယ်။ ရှားလက်နက်ကုမ္ပဏီတွေဟာထုတ်ကုန်တွေကိုအစာပေါင်းများစွာတိုးမြှင့်ထုတ်လုပ်ခဲ့ကြပြီးလက်နက်အမျိုးအစားအသင်းနဲ့စစ်ဘက်ဆိုင်ရာကရိယာသစ်တွေလည်းတည်ထွင်နိုင်ခဲ့တယ်လို့ပြောပါရယ်ရုရှားအနေနဲ့စစ်ကြီးရှင်နေတဲ့နိုင်ငံတွေနဲ့အတူစစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်မှုတွေကိုမြင့်တင်ဖို့ဤရထားပြီးဒီထဲမှာလက်နက်တွေပူးတွေထုတ်လုပ်ရေးလေ့ကျင့်ရေးနဲ့ထုတ်လုပ်မှုအစားအုံတွေတည်ဆောက်ခြင်းတွေလည်းပါဝင်မယ်လို့ပြောကြောင်းသိရပါရယ်ရှင် နောက်ထပ်တင်ဆက်မယ့်သတင်းကတော့ RSHI Iran Blue Tonian ဓာတ်ပေါင်းဖို့ပြင်ဆင်မှုဂျိုဒူဓာတ်ပုံများ IDF ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။ Israel တမဟာ IDF က Iran နဲ့6ညစာအပြင်အလှန်ပြစ်ခတ်တိုက်ခိုက်မှုတွင် Iran နိုင်ငံအလဲပိုင်း RSHI Blue Tonian ရေဓာတ်ပေါင်းဖို့အားလေရင်ဖြင့်အနီးကပ်ပြစ်ခတ်တိုက်ခိုက်မှုမှအပြည့်အစည်းများကိုဂျိုဒူဓာတ်ပုံမှရိုက်ကူးပြီးထုတ်ပြန်ပြသသွားပါတယ်။ မဆာတက္ကနိုလော်ဂျီအဖွဲ့မှထုတ်ပြန်တဲ့ဂျိုဒူတပ်ပုံများတွင်ကြီးမားလာသောပလူတိုနီယံသန့်စင်တဲ့ရေဓာတ်ပေါင်းဖိုကြီးအပေါ်တဲတဲတွင်အပေါက်ကြီးဖြစ်နေတဲ့အပြက်အစီပုံများကိုမြင်တွေ့ရသလို IDF ရဲ့ထုတ်ပြန်မှုတွင်လည်းအနီးကပ်လေရင်ဖြင့်သွားပြီးဒုံးကျည်နှင်းပစ်ခတ်ခဲ့တဲ့မှတ်တမ်းပုံများပါပါဝင်ခဲ့ကြောင်းသိရပါတယ်။အီရန်အစိုးရပိုင်းရုတ်တံကမှအဆိုပါအရက်ရေဓာတ်ပေါင်းဖိုကြီးမှဝင်တန်းများကိုကျူတင်နေရပြောင်းရွှေ့ထားပြီးဖြစ်သောကြောင့်တည်ဆုံထင်ရှားမှုလုံးဝမရှိသလိုလုပ်ငန်းလေပတ်မှုမရှိသေးတဲ့ က်ပေါင်းဖို့ဖြစ်ခြင်းကြောင့်ရေဒီယိုသက်ထူကြမှုများမရှိခဲ့ဘူးလို့ထုတ်ပြန်သွားပါတယ်။၎င်းရေဓာတ်ပေါင်းဖို့ကြီးဟာနျူကလ িয়ার လက်နက်တီထွင်ရာတွင်ယူရေနီယံကဲ့သို့မရှိမဖြစ်ပဝင်ရမှာဖြစ်သောနောက်ထပ်ပလူတိုနီယံဓာတ်သက်ထူသန့်စင်ရာတွင်အသုံးပြုနေသောဓာတ်ပေါင်းဖို့ဖြစ်တဲ့အတွက်ဖောက်ခွဲဖြစ်စေခဲ့ရတယ်လို့အစ်စရေဘာမှဆိုပါတယ်။ ရုရှားနျူကလီးယားလျှက်စစ်ထားပြီးစစ်ရုံကိုဖောက်ခွဲဖျက်ဆီးလျင်ချော်နိုပိုင်းနျူကလီးယားစစ်ရုံပောက်ကွဲခဲ့စဉ်ကခဲ့တယ်လို့လူပေါင်းများစွာသိကြပြသရတဲ့အခြေအနေရှောင်းနိုင်ကြောင်းရုရှားနျူကလီးယားဆွဲအင်ကော်ပိုရေးရှင်းအခြေအကဲကသတိပေးခဲ့ပါတယ်။အစ္စရေးဟာလက်ရှိတွင်အီရန်ရဲ့နျူကလီးယားလက်နက်ရရှိရေးအဓိကဗဟိုချက်ဖြစ်သောဖော်ဒိုမှာမောင့်တွန်ခေါ်တောင်ဆောင်များရှိကြောက်ချမ်းများအောင်မြေအောက်တွင်တိစောက်ထားတဲ့နျူကလီးယားအဆောက်အုံကြီးကိုထိပါခြင်းမရှိသေးပဲအမေရိကန်နဲ့အတူ၎င်းအဆောက်အုံကြီးအားတိုက် ခိုက်ဖျက်ဆီးနိုင်ရေးနှစ်ပတ်ကြာအီရန်ကိုအချိန်ပေးထားတယ်လို့ဆိုကြောင်းလဲသတင်းများကဖော်ပြထားပါရဲ့ရှင်။ဆက်လက်တင်ဆက်မယ့်သတင်းကတော့ပေတုံတန်ကိုဝင်ကြီးချုပ်ရာထူးမှနှုတ်ထွက်ရန်ထိုင်းစစ်ကောင်ဆောင်ဟောင်းပရာဝစ်တောင်ဆိုတဲ့သတင်းဖြစ်ပါတယ်။ထိုင်းတွင်ရခိုင်စစ်အာဏာသိမ်းမှုတွင်ဒုတိယဝင်ကြီးချုပ်ရာထူးယူခဲ့သောကာကွယ်ရေးဝင်ကြီးဟောင်းပရာဝစ်က၎င်းရဲ့ပါတီရဲ့အရေးပေါ်အစီအဝေးအားဆိုလာ၂၀ရက်တွင်ခေါ်ယူပြီးထိုင်းဝင်ကြီးချုပ်ရာထူးမှပေတုံတန်နှုတ်ထွက်ရန်နှင့်ပေတုံတန်ရဲ့မွေထိုင်းပါတီနဲ့မဟာမိတ်လုံးမှမဟုတ်ကြောင်းထုတ်ပြန်တော်ဆို ်သွားခဲ့ကြောင်းသတင်းများကဖော်ပြပါရယ်ပေတုံတန်နဲ့ကမ္ဘောဒီးယားခေါင်းဆောင်ဟွန်ဆန်တို့နှစ်နိုင်ငံအငင်းပွားနေဆက်ပိုင်းနဲ့အရေးတည်ထောင်ဖုံးဆက်ဆွေးနွေးခဲ့မှုအတန်ပိုင်းအားဟွန်ဆန်ဘက်မှလူသိရှင်စာထုတ်ပြန်ခဲ့ရာထိုင်းအမျိုးသားရေးဝါဒီများခံရခက်စေမဲ့ဟွန်ဆန်ရဲ့ဩစာအာဏာပုံမတက်ရောက်ပုံများပါရှိခဲ့ပါရယ်အဲဒါကြောင့်လက်ရှိကာလမှာထိုင်းနိုင်ငံရှိအလုခက်ဆုံးအချိန်ရောက်လာပြီးစစ်တမ်းမှာအာဏာသိမ်းနိုင်ွယ်ရှိတယ်လို့သတင်းများပြန့်နှံ့နေပါရယ်အသက်89နှစ်ရှိပြီးဖြစ်ကစစ်တမ်းမှာအာဏာယူသွားတော့လဲပါတီနိုင်ငံ ေးလုံးနေသေးတဲ့ Brawis အနေဖြင့်ပေတုံတန်းနှုတ်ထွက်လျင်ဝင်ကြီးချုပ်ရာသူဝင်ရောက်ရွေးခန့်နိုင်မယ်လားလို့တန်တရားများရှိနေရာထိုင်းဖွဲ့စည်းပုံအခြေခံဥပဒေအရ Brawis ဟာဝင်ကြီးချုပ်ရာသူဝင်ရောက်ရွေးချယ်ခံခွင့်မရှိကြောင်းသိရပါတယ်။ပေတုံတန်းဟာကမ္ဘောဒီးယားနဲ့အငင်းပွားနယ်မြေပြဿနာရှိနေသောနယ်စပ်ဒေသတို့ရောက်ရှိကာတာဝန်ကြားစစ်သည်များအားအားပေးစကားပြောကြားပြီးနိုင်ငံအချုပ်အခြာအာဏာအတွက်ကာကွယ်မယ်စစ်သည်များကိုလိုအပ်သည်များထောက်ပံ့မှာဖြစ်ကြောင်းပြည်သူများလက်ရှိအခြေအနေစီလုံးဆိုင်ရန်ပြောကြားခဲ့ကြောင်းလည်းသိရပါတယ်။ 嗯。谢谢 ။နောက်ဆုံးနေဆက်မဲ့သတင်းကတော့ VOA ဝန်ထမ်းများအလုတ်ရနာစာရရှိတဲ့သတင်းဖြစ်ပါတယ်။ American အစိုးရရဲ့ဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်နေသော VOA သတင်းဌာနမှအချိန်ပြည့်အမြဲတမ်းဝန်ထမ်း600နီးပါးထံအလုတ်ရနာစာအားဇွန်လ20ရက်တွင်ထွန့်အစိုးရကပေးပို့လာကြောင်းသိရပါတယ်။အလုတ်ရနာခံရတဲ့ VOA သတင်းဌာနဝန်ထမ်းများထဲတွင် VOA မြန်မာပိုင်းတွင်တာဝန်ထမ်းဆောင်နေသောအမြဲတမ်းဝန်ထမ်းအနည်းဆုံး6ဦးထိပါဝင်ကြောင်းလည်းအလုတ်ရနာစာလက်ခံရရှိတဲ့ဝန်ထမ်းတအုပ်ကဆိုပါတယ်။ American အစိုးရရဲ့အားပေါ် ိုအားထင်ဟပ်စေတဲ့သတင်းများထုတ်လင်းပေးနေသော VOA သတင်းဌာနတွင် အချိန်ပိုင်းဝင်တန်းများအားလုံခဲ့တဲ့နှစ်လခန့်မှစပြီးအလုယန္နာခဲ့ပြီးယခုအခါအမြဲတမ်းအချိန်ပြေဝင်တန်းများကိုပါအလုယန္နာစပေးပို့လာခြင်းဖြစ်ကြောင်းသိရပါရရှင်။